ဟိုရုပ်မာတတရုပ်မာတာပေါ့ရှင်เนาะနောက်ဆုံးရုပ်မာချင်းရုပ်မာချင်းကုံနေပေါ့အဲ့ဒီပုံမှာဂျင်းနဲ့အားရနေတဲ့လူတွေကျွန်မတခုပြောချင်တာရှင်တို့ကံတရားကိုရှုံတာကျွန်မတို့ရှုံတယ်ကံတရားဟာဒုက္ခပေးတဲ့အခါကျရင်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်နဲ့ဒီအပြည့်စုံနဲ့เนาะအာနာကြီးချုပ်ကန်ထားပြီးမြန်မာနိုင်ငံတနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်ခွင့်ရနေတဲ့အချိန်မှာတော့เนาะလက်ပလာနဲ့ပြည်သူကိုမနိုင်တဲ့စစ်တပ်က တခြားနိုင်ငံတွေကိုအမိပြုတ်ပြီးတော့တခြားနိုင်ငံတွေကိုဖိပေးပောင်းပြီးတော့နော်ကိုယ့်ရဲ့အာဏာတည်မြဲရေးတော့မြန်မာတိုင်းနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်တော့မယ်ကောင်းနေကိုအပိထောက်ခံပြီးတော့အယမ်းကျင်းနေတဲ့လူတွေရှိတယ်နော်ရုရှားကူးပေါင်းလာတဲ့အပေါ်မှာတအားအုံမှာအာကိုဘယ်ရောက်လို့ရောက်နေမှမသိကိုဘဝအခြေအနေဘယ်အစ်စ်တန်ရောက်လို့ရောက်နေမှမသိတဲ့နော်အခြေအနေတရက်ကိုနော်ပျော်ရွှင်နေကြတဲ့လူတွေကိုပြောချင်တယ်ချက်တက်ကြစမ်းပါလို့နော်ချက်တက်ကြစမ်းပါအဲ့ဒါနင်တို့ရဲ့ အဘတွေရဲ့အရေးချင်းပါပဲအဲ့တော့ဒီအရေးချင်းတွေကိုကြည့်ပြီးတော့မှကိုယ်နိုင်ငံရဲ့အနာဂတ်ဟာဒီကောင်တွေရဲ့လက်ထက်မှာဘယ်လောက်ထိသောက်တုံးမုံမျိုးဖြစ်သွားနိုင်လဲဆိုတော့အခန့်မှန်းလို့ရတာပဲလေနော်အခုမင်းအောင်လိုင်းတို့ရဲ့အခြေအနေကလိုချင်တာကိုအကုန်ပေးတော့မယ်အခြေအနေပါရုရှားအနေနဲ့တရုတ်အနေနဲ့ဘာပဲတောင်းဆိုတောင်းဆိုမြန်မာနိုင်ငံလုံးကိုပဲပေးရပေးရပေးတော့မယ်အခြေအနေတရက်ဖြစ်ပါတယ်နော်အဲ့တော့အရန်ကမှဟိုရုပ်မှတက်တက်ရုပ်မှတာပေါ့ရှင်နော်နောက်ဆုံးရုပ်မှချင်းရုပ်မှချင်းကုန်ပြီပေါ့ အဲ့ဒီပုံမှာကျင်းနဲ့အားရနေတဲ့လူတွေကျွန်မတခုပြောချင်တာရှင်တို့ကံတရားကိုရှုံတာကျွန်မတို့ရှုံတယ်ကံတရားဟာဒုက္ခပေးတဲ့အခါကျရင်ဘတ်မလိုက်ဘူးเนาะလက်ထိုးလို့မရဘူးအဲ့တော့မင်းအောင်လိုင်ဘတ်မှာတော်လန်ရေးစဖြစ်ကလေးကကံတရားဟာရှိမနေခဲ့ဘူးเนาะအမျိုးမျိုးနိုင်ငံတွင်းထဲမှာဒုက္ခမျိုးစုံเนาะဒေါ်လာငွေတွေစပြီးတော့ဈေးကျတယ်အဲ့ဒီအရာကိုလေကံတရားကသူ့ဘက်မှာရှိမနေပေးခဲ့ဘူးเนาะသူကတော့နိုင်ငံတကာမှာမျက်နှာပြောင်တိုက်ဖို့စူးစမ်းပြီးမြဲเนาะဒေါ်လာဈေးတွေကျတယ်ကုန်စည်နှုန်းတွေထိုးတက်တယ် เนาะနိုင်ငံတကာကရှုတ်ချမှုတွေကိုလည်းနှစ်စဉ်နှစ်တိုင်းအချိန်တိုင်းလိုလိုခံနေရတယ်။တိတ်ခါတပြားမှမရှိတော့တဲ့ခေါင်းဆောင်ဖြစ်တယ်ပေါ့เนาะ။အဲ့ဒီအပြင်ကိုဒီတရုတ်ကိုပေါင်းပြီးတော့တရုတ်ရဲ့စီးပွားရေးတွေနောက်ထပ်တရုတ်ကိုလုံနိုင်မဲ့အခွင့်အရေးတွေအားလုံးပေးပြီးတာတော့မှเนาะ ICJ ဖောင်ဝရန်ကြီးအကြောင်းကြီးကထွက်လာတယ်။ ICJ မှာဖောင် ICJ မှာဖောင်ဝရန်ထုတ်ဖို့အတွက် ICJ ကနေပြီးတော့နော်ထုတ်ပြန်တဲ့တရင်ကြီးကထွက်လာတော့သူ့ရဲ့ခေါင်းကိုငွေကြိုက်တာပါပဲ။ရိုဟင်ဂျာတွေကိုလူမျိုးတုံးတက်ဖြတ်မှုကသူ့အနေနဲ့ တည်တည်လေးလို့ယူဆထားခဲ့တဲ့အရာကသူ့အတွက်အကြီးမားဆုံးပြဿနာဖြစ်နေပါတယ်ဒီအချိန်မှာနိုင်ငံရေးထွက်ပေါက်ရခဲ့တယ်ဆိုရင်လည်းသူ့အတွက်ကတော့ဒီပြဿနာအငြင်းအေးသွားမှာမဟုတ်ဘူးတော်တော်များလေဒီပြဿနာကိုလက်တလုံးဒီပြဿနာကြားကနေရုံထွက်နိုင်ဖို့အတွက်သူကဂရုမစိုက်ပဲနေနေရတာတော့မဟုတ်ပါဘူးနော် ICC ကဘာမှမလုပ်နိုင်ပါဘူးကွာဆိုပြီးဂရုမစိုက်ပဲနေနေတဲ့ပုံစံမျိုးမဟုတ်ပါဘူး။လက်ရှိမင်းအောင်လိုင်းလုပ်နေတာဒီအားလုံးကဒီအမှုနဲ့အများကြီးပတ်သက်ပါတယ်။ဒီထက်ကနေသူဘယ်လိုရှောင်ထွက်လို့ရမလဲဆိုတော့လမ်းကြောင်းကိုသူကရွေးချယ်နေတာဖြစ်ပါတယ်။အဲ့တော့သူရွေးချယ်လိုက်တဲ့လမ်းက သူ့မှာရှိတာတွေအကုန်ဝေးဖို့ပါသူ့ရဲ့အာနာတိမြဲဖို့အတွက်တိုင်းပြည်ကိုဟုတ်လားဘယ်သူလက်ထဲကိုပဲဘယ်လိုအခြေအနေမျိုးနဲ့ပဲအဲ့ရအဲ့ရအဲ့မှာဖြစ်ပါတယ်လက်ရှိအထုတ်ချာအာနာတိမင်းအောင်လာရဲ့လက်ထဲမှာလုံးဝမရှိတော့ဘဲနဲ့ပူတင်နဲ့နော်တာကိုကြီးတို့ရဲ့လက်ထဲမှာပဲရှိနေတဲ့သဘောတရားမျိုးဒါပြမင်းအောင်နိုင်နိုင်လို့ဘကပြတာလိုက်ရောပေးနေတာဖြစ်ပါတယ်အဲ့တော့ကျမတို့ရဲ့တော်လန်ရေးဟာအနိုင်ရှုံးပုံမှာပဲမူတည်ပါတယ်မင်းအွန်လိုင်းရဲ့ထွက်ပေါက်ဟာအနိုင်ရှုံးပုံမှာပဲမူတည်ပါတယ်ကျမတို့နိုင်အောင်တိုက်နိုင်မှဒီကောင်ရဲ့ နော်ဒီကောင်ရဲ့တေရင်းကိုကျွန်တော်တို့ကအမြဲတမ်းပို့နိုင်မှာဖြစ်တယ်အခုတရုတ်တကောင်နဲ့ပါလာတာတော့မှကျွန်တော်တို့ဒေါ်လန်ရေးသမားတွေအများကြီးခက်ခဲရှိပါတယ်အများကြီးကိုမှကြန့်ကြပါတယ်ဒေါ်လန်ရေးဟာအဲ့တော့နောက်ထပ်တကောင်မှာအင်အားကြီးတဲ့နိုင်ငံရငနိုင်ငံမျိုးကထပ်ပါလာတယ်ဆိုတော့မင်းအောင်တို့နိုင်ငံတို့အတွက်ကအခုချိန်မှာဝမ်းသာစရာတကူဖြစ်နေတာပေါ့လေသူတို့လည်းတော်တော်ပျော်နေကြပါတယ်နော်အဲ့တော့ကန်တရားကိုယုံလားလို့ကျွန်မမေးခဲ့ပြီးပြီမလားကန်တရားကသူတို့ဘက်မှာဘယ်တော့မှရှိမနေခဲ့ပါဘူး အခုသူတို့ဘလောက်ပဲပျော်နေပျော်နေသူတို့အပျော်လေးမပြီးသေးခင်မှာပဲနော်ဖိလစ်ပိုင်သမရဟောင်းနော်ဒူတာတေးရဲ့တင်းကြီးကထွက်လာတယ်ရှင်ဒါကမင်းအောင်လိုင်းအတွက်ငွေကြိုက်တဲ့တင်းမှာနော်ဖိလစ်ပိုင်ရဲတွေကသမရဟောင်းကိုဖမ်းပြီးတော့မှ ICJ ကိုပို့လိုက်တဲ့ကိစ္စဟာမင်းအောင်လိုင်းထဲကိုစဉ်းစားရမယ့်ကိစ္စအိမ်မက်ဆိုမှတ်ရမယ့်ကိစ္စဖြစ်ပါတယ်အဲ့တော့ဒီကိစ္စကိုနော် ICC ကိုတွားပြီးတော့နောက်လို့မရပါဘူး ဘာမှမလုံနိုင်ပါဘူးကွာလို့ပြောလို့မရပါဘူးမလုံနိုင်တဲ့လူရှိတယ်လုံနိုင်တဲ့လူရှိပါတယ်မင်းအွန်လိုင်းလို့လူမျိုးကိုတော့ ICC ကအသာလေးဖမ်းဆီးနိုင်တဲ့အနေအထားတွေအခြေအနေအများကြီးရှိပါတယ်နော်အဲ့တော့မလုံပူတင်လို့လူမျိုးကိုမလုံနိုင်ဘူးဆိုတာကတော့ဒါကရှင်းပါတယ်ကမ္ဘာမှာအင်အားကြီးနေတာကပူတင်တို့အဖွဲ့ဖြစ်ပါတယ်ပူတင်တို့နိုင်ငံဖြစ်ပါတယ်ရုရှားနိုင်ငံဖြစ်ပါတယ်အဲ့တော့ဒီလူမျိုးနိုင်ငံဟာလာအနုမျိုးလက်နက်တွေကိန်းအောင်နေတဲ့နိုင်ငံကိုဘယ်ကောင်မှသိမ့်မထည့်ရဲပါဘူးဒါပေမဲ့ သူလှုပ်ထားတဲ့အမားတွေအမားအတိုင်းတမိုင်းမှာတော့ရေးမှတ်ထားကြပါတယ်ဒါကိုကတိတ်ခါကြနေပြီဖြစ်ပါတယ်အဲ့တော့မင်းအောင်လှိုင်တို့လှုပ်မှာက2025ရွေးကောက်ပွဲဖြစ်မြောက်ဖို့လှုပ်မှာဖြစ်ပါတယ်အကယ်၍2025မှာမဖြစ်မြောက်ခင်လည်း2026ကလှုပ်မှာလှုပ်ပါလိမ့်မယ်ဘယ်သူတွေနဲ့လှုပ်မလဲဆိုရင်သူသူတို့အလွင်ဝိုင်းထဲမှာရှိတဲ့လူတွေကိုပဲပါတီတွေခွဲခွင်ပြီးတော့မှဟုတ်လားအရောက်တရာရှိအရောက်တရာနဲ့ရွေးကောက်ပွဲလုံးမှာဖြစ်ပါတယ်အဲ့ဒီရွေးကောက်ပွဲကလည်းတေချာပေါက်သူတို့ပဲအနိုင်ရမှာဖြစ်ပါတယ်ပါလာတဲ့နိုင်ငံ ဘယ်နှနိုင်ငံပါလာမယ်အဲ့ဒီပါလာတဲ့နိုင်ငံလေး ਨੇ မဖြစ်ဖြစ်အောင်လုပ်ပါမယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင် ICJ ကအာဏာရှိနေလို့ရှိရင်ထိလို့မရသေးတဲ့အနေအထားမျိုးကိုသူတို့ခံမှန်းထားပုံရပါတယ်မျှော်လင့်ထားပုံရပါတယ်ဒါကြောင့်မို့အာဏာကိုသူတို့ကအသေးလေးစုပ်ကန်ထားခြင်းဖြစ်ပါတယ်အဲ့တော့နိုင်ငံရေးအရဆွေးနွေးမယ်ဆိုတာတွေကအပေါ်စားသားတွေဖြစ်ပြီးတော့မှဘယ်တော့မှသူတို့မှဆွေးနွေးဖို့အနေအထားမရှိတော့ဘူးနောက်တစ်ခုကဒီစစ်ကောင်စီတဲမှာရှိနေတဲ့ပုံဝင်ပတ်သက်နေတဲ့အကြီးအကဲတွေအားလုံးကဒီအမှုမှာအတွဲလိုက်ပါနေတာဖြစ်တဲ့ တဲ့အတွက်သူတို့ဟာတလေတဲ့စီရတော့မှာဖြစ်ပါတယ်ရုပ်မာတဲ့လမ်းကိုအဆုံးစွန်ထိလျှောက်ကြတော့မှာဖြစ်ပါတယ်အဲ့တော့မင်းအောင်လိုင်းရဲ့လက်အောက်မှာစစ်မှုထမ်းပေးနေတဲ့လူတွေအမှုထမ်းပေးနေတဲ့လူတွေအနေနဲ့တေချာစဉ်းစားဖို့လိုပါတယ်ဘာအတွက်ရှင်လို့လုပ်နေကြတာလဲအခုကျမတို့နိုင်ငံကိုတခြားနိုင်ငံတွေရဲ့လက်ထဲကိုအာဏာလွှဲထားရတာဖြစ်ပါတယ်ဒီအခြေအနေတရားဟာညှိလို့မရတဲ့အမှန်တရားဖြစ်ပါတယ်အဲ့တော့ပထမတစ်ချက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တရုတ်ဟာမြန်မာအရေးကိုမပါဝင်ပါဘူးမဆော့ဖက်ပါဘူးဆိုပြီးတော့မျက်နှာပြောင်တိုက်ပြီးလူလိမ့် ဇက်သွင်းနေပြီမဲ့လူလိန်ဇက်ကနေပြီမဲ့တကယ်တမ်းကျတော့လုံကြုံရေးအရဆိုတဲ့သူစီးပွားရေးကိုကာကွယ်ဖို့ဆိုတဲ့နာမည်ခေါင်းစဉ်တက်ပြီးတော့မြန်မာနိုင်ငံထဲမှာတရုတ်စစ်သားတွေအယောက်900လောက်ဝင်ရောက်ရှိနေပြီဖြစ်ပါတယ်။ဒီလိုပဲရုရှားပါဝင်ပတ်သက်လာတဲ့အပေါ်မှာကျမတို့အနေနဲ့ခံမှန်းကြည့်ရတဲ့လောက်ကတော့ရုရှားတီလေရုရှားရဲ့စစ်သားတွေကိုသူတို့ရဲ့အကျိုးစီးပွားတွေအတွက်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မှเนาะဒီဂျင်းနက်စိတ်ကန်းတွေမှာသူတို့ရဲ့ရုရှားတင်းမောတွေကတ်နိုင်မှုကတ်နိုင်ပွဲရှိပါတယ်။အဲ့ဒီကနေမှတစ်ဆင့် အရက်ဝတ်တွေပြောင်းပြီးတော့ရုရှားရဲ့စစ်သားတွေကလည်းကျွန်တော်တို့မြန်မာပြည်ထဲမှာလာရောက်ဝင်ရောက်လာနိုင်တဲ့အခြေအနေတည်းကိုရှိပါတယ်။ဆိုတော့ကျွန်တော်တို့ဂျပန်ခေတ်အင်္ဂလိပ်ခေတ်ကလူတုံးကလူပဲเนาะဟုတ်လားအခြားတိုင်းတစ်ပါးတာတွေလာပြီးတော့ဝင်ရောက်ပြီးတော့အာဏာကိုချေနေမှုတို့ကဒါကျွန်တော်တို့မြန်အောင်နိုင်ကကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ရာဇဝတ်ကောင်မင်းအောင်နိုင်ကကျူးလွန်နေခြင်းဖြစ်ပါတယ်။သူတို့ခုံမြဲဖို့တော့ဘာမှမဆိုလောက်ပါလို့အဲ့တော့အဲ့တော့ဒီကလေးကစားစရာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင် လုတ်ပြီးတာနဲ့တပြိုင်နက်မင်းအောင်လှိုင်တို့ဟာဒီအချင်းရပေါ်မှာမူပြီးမူတည်ပြီးတော့အမျက်ထုတ်မယ်နိုင်ငံထဲမှာရှိတဲ့လုတ်ပိုင်ခွင့်တွေမြေတချို့တဝက်တွေကိုပေးမယ်အဲ့တော့ဘလို့ဒီလုတ်ကြမယ်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့အခုချိန်မှာမပြောနိုင်သေးပေမဲ့တော်တော်စိုးစိုးဝါးဝါးဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိပါတယ်ဆိုတဲ့အခါကျတော့ဒီအခြေအနေကိုတရုတ်နဲ့ပူတင်တို့ဟာ တကယ်တမ်းကြလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတို့မျက်စိကြနေရတယ်အများကြီးရှိတဲ့အတွက်မြန်မာနိုင်ငံရဲ့တောင်ပိုင်းကိုဂျူမလားမြောက်ပိုင်းကိုဂျူမလားဆိုတဲ့ခွဲခြမ်းစိတ်ပြမှုတွေအပြုတော်ဆောင်နေဆွေးနွေးမှုတွေတို့ကြားမှာလက်ရှိရှိနေနိုင်ပါတယ်ရှိလာနိုင်ပါတယ်အဲ့တော့ဒီချင်းတွေတရက်ကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့တည်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့မှာရွေးချယ်စရာဘာမှမရှိပါဘူးအင်အားကြီးတဲ့နိုင်ငံတိုင်းနိုင်ငံထပ်ပြီးတော့ပါလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပိုပြီးစ조사ဖို့ပဲရှိပါအဲ့တော့တော်လန်ရေးကို ပို့ပြီးတော့အာယုံစိုက်ပြီးတော့ကျမတို့ဘယ်လိုပဲပုံသွားမယ်ဆိုတာကိုပြည်သူလူထုအနေနဲ့အခုချိန်မှာပို့ပြီးတော့လေးလေးနက်နက်စဉ်းစားတွေးခေါ်သုံးသပ်ဖို့လိုပါတယ်လို့ကျမအနေနဲ့သတိပေးချင်ပါတယ်ကျမတို့နိုင်ငံကြီးဟာတကယ်ကိုမှစုပ်ပြတ်တက်နေတဲ့အနေအထားမျိုးဖြစ်နေပါပြီเนาะအာဏာတစ်ခုနဲ့ကျမတို့နိုင်ငံတစ်နိုင်ငံလုံးရဲ့အနာဂတ်ဟာတခြားလူတွေရဲ့တခြားနိုင်ငံတွေရဲ့လက်ထက်မှာရှိနေတယ်ဆိုတာကို